ပါခင်ဗျာကျွန်တော်ကတော့ဆွဲသစ်ပါ DVB ရမြင့်တန်ချာနေလည်နာရီချင်းတီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါရမယ်အဖွဲ့ရစီကနေတည်ရပါတယ် ျူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်16နှစ်အရွယ်မောင်ထေးအောင်ဟင်းဟာကွန်းတောင်ကျွာကလူနာကိုသွားခေါ်တဲ့အချိန်စစ်ကောင်စီတပ်ရဲ့ drone နဲ့ပြစ်ခတ်တိုက်ခိုက်တာကိုခံခဲ့ရတာလို့ဆိုပါတယ်စစ်ကောင်စီတပ်အနေနဲ့ပရဟိတအသင်းတွေကိုတိုက်ခိုက်တာကိုလုံးဝလက်မခံနိုင်ဘူးလို့ပရဟိတသမားတစ်ယောက်ကပြောပါတယ်တစ်ဆုံသွားခဲ့တဲ့မောင်ထေးအောင်ဟင်းဟာအသက်17နှစ်အရွယ်ကလေးကဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှာပရဟိတလုပ်တွေကိုလောက်ကင်နေသူဖြစ်တယ်လို့နှိဆက်သူတွေကပြောပါတယ် ကွန်တောင်ကျွရဟာစစ်တပ်မျိုးနယ်နဲ့ပုံနာကျွမျိုးနယ်အဆက်မှာတရှိတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုမကြာခဏခံနေရတဲ့ကျွရလည်းဖြစ်ပါတယ်ခင်ဗျာရခိုင်ပြည်နယ်အမ်းမြုတ်ကိုအော်တိုဘားလ26ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်က Jet Fighter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်က Jet Fighter နှစ်စီးဟာ အမ်းမြို့မြို့ဟောင်းရက်ကွက်ကိုအော်တိုဝါလာ26ရက်နေ့လယ်3နာရီခွဲဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်အသက်9နှစ်အရွယ်မောင်ဆလိုင်းသိန်းစော်ကိုထိခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ရင်နဲ့တပ်ဆိုင်မှုမရှိတဲ့အရသားနေတဲ့ရက်ကွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတုံနန်းအကြောင်းသားတယောက်ထိခိုက်ခဲ့ကလက်ရှိမှာတော့စစ်ကူတမှုခံယူနေရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခတိရှိတဲ့ အမ်းမြုပ်ကို2024ဒီဇင်ဘာလမှာအာရခတက်တော်ကတင်ပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ကစစ်ရေးတင်မာနေတဲ့ရခိုင်ကမြို့နယ်တွေဖြစ်တဲ့ကြောက်ဖြူနယ်စစ်တွေမြို့တော်မှာလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေသလိုအေအေထိန်းချုပ်မြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်မြောက်ပိုင်းကြောက်တော်မြို့နယ်ကမြို့ပြဒေသနဲ့အလန်းဝဲတဲ့ရိုးချောင်းအထက်ပိုင်းကျွရတွေမှာငှက်ဖြားရောဂါနဲ့ယာတိတုတ်ခွေးရောဂါတွေဖြစ်ပွားနေပြီးစေကူတမှုနဲ့သွားလာရေးအခက်အခဲတွေကြောင့်ဒေသခံတွေစိုးရိမ်ပူပန်နေကြပါတယ်။ညီထွေးကရိုက်ကူးမေးမြန်းထားပြီးမြက်သစင်ကတင်ဆက်ပေးမှာပါခင်ဗျာ။ရိုးချောင်းအထက်ပိုင်းဒေသမှာကျေးရွာပေါင်း20ကျော်ရှိပြီးခမီးမြို့စတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတာဖြစ်တယ်လို့ ွင့်ပြုမှုနောက်ကျတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒီရိုးချောင်းထပ်ပိုင်းဒေသကကြေးရွာတွေမှာငှက်ဖျားနဲ့ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပြီးစေကူတာဖို့ဆေးဝါးတွေအခက်အခဲရှိနေကြသလိုကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ကြောက်တော်မြို့နယ်ပညာဝကြေးရွာမှာနေထိုင်တဲ့ဦးဦးဘာသိန်းကတော့ဝါကျွလောက်ကလေးကစားပြီးယောဂါတွေစတင် ဖြစ်ပွားခဲ့တယ်လို့လက်ရှိမှာ အိမ်တိမ်ကိုလူတရာနှောင်းနီးပါးကူးဆက်ခံစားနေရတယ်လို့ဆိုပါတယ်။ဘောဂျူလာအတုံးတမအတိတ်ဖြစ်ခဲ့သည်ရေကစားအဖျော်လေးဆိုတာဘောဂျူလာကနေနေမကောင်းဖြစ်ကြတာအဲ့ဒီမှာစေးသမားတွေကစစ်ဆေးကြတယ်ငှက်ဖျားစစ်ဆေးကြည့်ကြတယ်ငှက်ဖျားကပေါ်ရတဲ့သူပေါ်တယ်မပေါ်ရတဲ့သူတွေလည်းရှိတယ်အဓိကကတော့ငှက်ဖျားလို့ဝေဖန်ကြတယ်ငှက်ဖျားပြီးရင်တုတ်ကွေးဖြစ်ကြတယ်ငှက်ဖျားဖြစ်လို့တုတ်ကွေးဖြစ်ကြတာကိုစီးစရာတယောက်ကငှက်ဖျားပြောက်စီပြီးပေါင်းပြီးဆေးထိုးတယ်။ဒီဟာကအဆင်ပြေတယ် ကောင်းတဲ့သူတွေကလည်းကောင်းကြတယ်မကောင်းတဲ့သူတွေလည်းရှိတယ်ဤစရာဆေးပေးကန်ဒီတော်ပြီးဆေးကုသမှုခံယူကြတဲ့သူတွေလည်းရှိကြတယ်ကောင်းတဲ့သူတွေလည်းရှိကြတယ်အင်ကိုတယောက်ဆိုသလိုတယောက်ပြီးတယောက်လည်းမကောင်းဖြစ်ကြတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ဘာတန်းလည်းပဲဖြောက်ကတည်းမျိုးချောင်းတစ်ပိုင်းဒေသခံတွေဟာမြို့ပေါ်ကဆေးရုံစည်းကမ်းတွေမှာတွားရောက်စည်းကူတာပို့ရေလမ်းကြောင်းတစ်ခုတည်းကအားထနေရတာဖြစ်တဲ့အတွက်အရေးပေါ်အခြေအနေတွေမှာ ွာလာရေးအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။မြို့ပေါ်ကစီးုံစီးကန်းတွေစီတွားရောက်ပြီးစေကုသမယ်ဆိုရင် နေထိုင်စရိတ်တွာလာစရိတ်နဲ့စေဝကုသစီအ ਨੇ ဆုံးငွေကျပ်2သိန်းနီးပါးအထိ ကုန်ကြနိုင်ပြီးငွေကြေးအခက်ခဲတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီလိုအခက်ခဲတွေအတွက်ဒေသရင်းမှာကျန်းမာရေးဆောင်ရှားမှုပေးတဲ့အခြေခံအဆောက်အအုံနဲ့စေဝကုသပေးမဲ့သူတွေလိုအပ်တယ်လို့ ကြောက်တော်မျိုးနဲ့တလူချောင်းကြီးရွာကကိုမောင်ရွှေအေးကပြောပါတယ်အဲကျွန်တော်ဘက်မှာလည်းစီယုံစီခဲမရှိပါလေကျွန်တော်တို့ဘက်မှာစီယုံစီခဲတွေလည်းမရှိဘူးရွာမှာကတတလမတလကုသပေးနေတဲ့ဆေးဆရာတွေပဲရှိပါတယ်ဒါကြောင့်စီယုံစီခဲကစေကုသမှုပိုင်းတက်ကြွနာလဲလဲဆရာမတယောက်ဖြစ်ဖြစ်ရောက်လာစီခြင်းနဲ့တရားနဲ့တရားလောက်ဖြစ်ဖြစ်ရောက်စီဆောင်ပါ2023နိုဝင်ဘာလ23မှာရခိုင်တကြုတ်တဲစစ်ပွဲတွေဖြစ်ခဲ့ပြီးစစ်အုပ်စုက ရခိုင်ပြည်နယ်ကိုကုန်းလမ်းရေလမ်းတွေပိတ်ဆို့ထားပြီးတော့စေဝါနဲ့ရိတ်ခါတွေဖျက်တောက်ထားတဲ့အတွက်ဒေသခံတွေဟာအထွေထွေ အကြက်တဲတွေခံစားနေကြရပြီး အကူအညီတွေများစွာလိုအပ်နေကြပါတယ်။ကျမမြတ်သိမ်းပါရှင်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းအနီးကကျွော်တွေကိုစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်ကဒေသခံ၉ယောက်ထပ်မင်းဲကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ မုံရမြို့နယ်နမခါကနေလာတဲ့စစ်ကောင်စီတပ်ကဝမ်ပန်ကုမ္ပဏီနယ်မြေမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်နယ်မြေရှင်းလင်းရေးလို့ဆိုကစစ်ကြောင်းထိုးပြီးစလင်းကြီးမြို့နယ်ဆယ်တဲရွာကဒေသခံ၉ရောက်ကိုတတ်ဖြတ်ပြီးပစ္စည်းတွေကိုလူယူနေတာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကအော်တိုဘာလ၁၈ရက်ကလေးကမုံရမြို့ရဲကနေချင်းတင်းမြစ်ကိုဖျက်ကူးကဝမ်ပန်ကုမ္ပဏီနယ်မြေတဲကိုအင်အားများပြားနဲ့ဝင်ရောက်ပြီးကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ကဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်နေတာလို့ဒေသခံတွေကပြောပါတယ် ဒေသခံ၉ယောက်ရဲ့အလောင်းကိုတော့မိသချိုပေးထားပြီးစစ်ကောင်စီတပ်ကလုံခြုံရေးတွေချထားပြီးကင်းမုံတွေယူထားတဲ့အတွက်ထပ်ပြီးတိတ်ဆုံးသူတွေရဲ့အလောင်းတွေကိုကောက်ယူခွင့်မရသေးဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ဝမ်ပေါင်းကုမ္ပဏီနန်နမိတ်နဲ့အနီးနားကျေးရွာ၂၈ရွာလောက်ကဒေသခံ၁၀၀၀ကျော်ဟာစစ်ဘေးရှောင်အဖြစ်နေထိုင်နေရတဲ့အပြင်ထွက်မပြေးနိုင်တဲ့တပ်ကြီးရဲ့အုပ်တွေဟာကျေးရွာအတွင်းမှာပိတ်မိနေတယ်လို့သိရပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံတာခိုင်မက်ထော်ခိန်မှာအော်တိုဘားလ25ရက်နေ့ကမြန်မာနိုင်ငံနယ်စပ်ဘက်ကနေတည်ဆောင်လာတဲ့ Starlink အလုံး60ကိုဖမ်းဆီးရမိခဲ့ကြောင်းဒေတာတွင်သတင်းတွေမှာဖော်ပြပါဗျာ။ Online ငွေလိမ်စင်တာအုပ်စုတွေမြန်မာဘက်အချမ်းကနေထိုင်းဘက်ကိုရွှေ့ပြောင်းမှုကြမ်းစီနေတာဖြစ်ပြီး Tracker နဲ့မဲဆောက်နယ်စပ်ဘက်အချမ်းကိုတည်ဆောင်လာစဉ်စစ်ဆေးခိန်မှာဖမ်းမိခဲ့တာလို့သတင်းတွေမှာဖော်ပြပါဗျာ။ Tracker မောင်းနေသူနဲ့ကားကိုတော့မက်ထော်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းအရေးယူထားပါဗျာ။ အနာဒင်းစစ်တပ်အနေနဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကရွှေကုတ်ကိုအပါအဝင်ကြားဖြန့် online ငွေလိမ်စင်တာတွေကိုအော်တိုဘားလာအတွင်းဝင်ရောက်စီးနင်းနေတာပါအော်တိုဘားလာ25ရက်နေ့က online ငွေလိမ်စင်တာတွေတရှိရာ KK ဘတ်ကိုစစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိုင်းနိုင်ငံအစပ်ဘက်ကိုလည်းကြားရောက်ပောက်ကွဲခဲ့သေးတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာထိုင်းပြည်သူတွေရဲ့မိခင်လို့တင်စားကြတဲ့ထိုင်းမိဖုရားကြီးတိရိခိ နတ်ရွာဆန်ခဲ့ပြီးတဲ့နောက်မိဖုရားကြီးဆုံးရှုံးမှုအပေါ်ဝန်내ချင်းအထိတ်မတ်ကာလမှာမြမာတွေစုညံပျော်ပါးတာတွေမလုပ်ချဖို့အလုသမားရေးလှုပ်ရှားသူတွေကတတိပေးထားပါတယ်ထိုင်းဝင်ကြီးချုပ်အနုတင်ကမိဖုရားကြီးတည်ရွှေခေနတ်ရဆန်ခြင်းအထိမ့်မတ်အနေနဲ့အများပြည်သူဆိုင်ရာဝန်내ချင်းကိုရက်60တက်မှတ်လိုက်ပြီးအစိုးရယုံတွင်နဲ့ဆိုင်ရာမှာတနစ်တိတိဝန်내ချင်းအထိမ့်မတ်ဖော်ပြဖို့ တိုက်တွန်းချင်ညာပါတယ်။ထိုင်းပြည်မဟာဖာဂျီယာလန်ကိုရဲ့မဲတော်ဖြစ်တဲ့ထိုင်းမိဗျာကြီးတိရိခေဟာတတ်တော်93နှစ်အရွယ်အော်တိုဘာလ24ရက်ညပိုင်းမှာနတ်ရဆန္ဒရာဖြစ်ကြောင်းတောင်းဝင်းအိမ်တော်ဘျူရိုကကြေညာခဲ့ပါတယ်။မိဗျာကြီးတိရိခေရဲ့ဇာပနာကိုထိုင်းတော်ဝင်အစင်လာရီနဲ့အမြင့်ဆုံးဂုဏ်ပြုကျင်းပဖို့စီစဉ်ထားပြီးဝန်ထဲချင်းကာလာကိုလည်းတနှစ်တိတိသတ်မှတ်ထားပါတယ်။ဒီကာလမှာချမှတ်ထားတဲ့စီကန်းတွေအတိုင်းထိုင်းရမြန်မာတွေစင်ကျင်နေကြဖို့ လုံသမားရေးလှုပ်ရှားသူတွေကသတိပေးပါတယ်အခုလာတာတဲမှာဒီစူးစူးညံ့ညံ့နေပွဲလမ်းတပင်းတွေကိုရှောင်ရှားဖို့အတွက်ပြောထားတယ်အဲ့ကြားထဲမှာမှအတိကတော့ကိုမြန်မာနိုင်ငံသားတွေကဒီအလုပ်ပရက်တွေမှာစောင်းပေါက်တွေဖွင့်တာတွေတန်စူညံ့တာတွေပြဿနာဖြစ်တာတွေပျော်ရွှင်နေတဲ့ပုံစံတွေဟိုဘုံတိုင်းတိုင်းတွေပြတာမျိုးတွေရှောင်ရှားရမယ်အတိကတော့လမ်းသွားလမ်းလာမှာလည်း တို့နိုင်ငံသားတွေအိမ်ဘလူရောင်လေးတွေဝတ်လဲဘလူပုံစံလေးတွေသွားကြလဲအဲ့ပုံစံလိုင်းလေးအလိုက်တင်နေရမယ်ပြီးတော့ဒီတိုင်းဘရင်နေနဲ့ပတ်သက်တဲ့တိုင်းဘရင်နိုင်ငံကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလဲစကားမကြုံဘူးစာရေးရတာမမားဘူးအမှန်နေသွားမှန်တာတွေမမားဘူးပို့တင်တာတွေမမားဘူးသူသတိထားပြီးတော့ဒီတိုင်းကြားမယ်အချိန်ကာလဖြစ်တယ်သူ့နိုင်ငံသူတို့နိုင်ငံပြည်သူကိုသွားနေထိုင်တဲ့တိုင်းတစ်ပါးကိုမီဒီနေထိုင်တဲ့နိုင်ငံကပြည်သူတွေဝမ်းနဲ့ပူဆူနေတဲ့အချိန်မှာကိုရီးယားပြောပြနေလို့မရဘူး မ်းမိပြာကြီးတည်ရခဲ့ဟာ2019ခုနှစ်စက်တင်ဘာလ9ရက်ကလေးကယောဂဝေဒနာများစွာကြောင့်ဆေးရုံတက်ခဲ့ရတာဖြစ်ပြီးအော်တိုဝါလာ18ရက်မှာသွေးလမ်းကြောင်းပုံဝင်ခြင်းကြောင့်ဖျားနာခဲ့တာဖြစ်ပါတယ်။မိပြာကြီးတည်ရခဲ့ဟာဘယင်ကြီးပူမီဘောအဒူရာဒတ်ရာမကုန်းနဲ့အတူဌာနငံတဝန်းပြည်သူ့ကျန်းမာရေးပညာရေးစီးပွားရေးတို့အလုံများစွာလုပ်ခဲ့တာကြောင့်ဌာနငံသားတွေကပြည်သူတွေရဲ့အမေနိုင်ငံတကာနိုင်ငံရဲ့မိခင်လို့လည်းခေါ်ဆိုကြပါတယ်။ထမ်းမိပြာကြီးဟာအထူးသဖြင့် မျိုးသမီးတွေလက်မှုအလုပ်သမားတွေတောလက်ဒေသတွေအတွက်အထောက်ပံ့ပေးခဲ့သူဖြစ်တာကြောင့်ထိုင်းပြည်သူတွေသာမကထိုင်းနိုင်ငံမှာနှစ်ရှည်ကြာရွှေ့ပြောင်းနေထိုင်လာရတဲ့မြန်မာတိုင်းသားရွှေ့ပြောင်းလို့သားတွေကလည်းလေးစားချစ်ခင်ကြပါတယ်။ဟိုကိုနိုင်ငံဖက်ဖို့ဒီနိုင်ငံလုံးကျုံတော့ဟိုကျွန်တော်တို့ကရောက်နေတဲ့နေရာမှာလုံးကျုံတဲ့နေရာမှာသူ့နိုင်ငံရဲ့ဟိုသူ့စည်းကမ်းကိုကျွန်တော်တို့လိုက်နာပဲပေါ့နော်။ဟိုဧည့်သည်ကဟိုဧည့်သည်လိုနေရမယ်ဆိုတော့ ဟိုမေဆုရေမပြောခဲ့တဲ့အာသကားရှိရပေါ့နော်ကျွန်တော်အလုပ်သမားမျိုးကိုအလိုမျိုးလေးတတိပေးခဲ့ရပေါ့နော်ဒါလည်းတကယ်မှန်တဲ့စကားပဲပေါ့ဧည့်သည်လို့ကျွန်တော်တို့ဒီပြီးတော့စီးနဲ့ကန်းနဲ့နေသွားမယ်ဆိုလို့ရှိရင်တော့ဟိုဒီမှာတော့လုံးလုံးကျွန်းကျွန်းစိတ်ဖြစ်ပါလေဟိုအခက်ခက်ကတော့ဒီတိုင်းမှာဆိုလို့ရှိရင်လည်းအခုသောသောပြောသလိုအခြေအနေပေါ့နော်ဒီသူနိုင်ငံကြီးအပြောင်းလဲဒီဒီပြည်မာကြီးဒီနေရွာဆန်တဲ့ပုံစံမျိုးတွေရောအမျိုးမျိုးဖြစ်နေတာဆိုတော့ဟိုဒီရဲ့သူတို့ရဲ့အပြောင်းလဲ ဒီဈာမှာကျွန်တော်တို့ကဈာညက်မသွားရအောင်ကျွန်တော်တို့နေတက်သွားဖို့ပဲအရေးကြီးတယ်ဟိုကိုနိုင်ငံတက်စားလို့ရှိရင်တော့ဒီမှာနေတာလုံးချုံစိတ်ချပြီးတော့ဟိုသူစီကောင်လိုက်လာတယ်ဆိုလို့ရှိရင်ဘေးကင်းတယ်ဟောအဲ့လိုအဲ့လိုမျိုးလေးတော့ပြောကြည့်ပါလေထိုင်းဝင်ကြီးချုပ်ကိုယ်တိုင်လည်းမလေးရှားသွားမဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့မြေပြားကြီးနှက်ရဆန်တဲ့ရက်ကစလို့ရက်60တိတိဝန်ထဲချင်းအထိမ့်မှအနှက်ရပါတဲ့အင်ဂျီအဝတ်စားတွေကိုဝစ်ဆင်ကြဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းထားပါတယ်။ ထိုင်းမိဗျာကြီးတိရိခိယမွေးနေ့ဖြစ်တဲ့အောက်တိုဘာ12ရက်နေ့ကိုအမေရော်နဲ့ Mother's Day လို့ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါဗျ။မိဗျာကြီးနှစ်ရာဆန်သားတဲ့အခါထိုင်းလူတို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ်နိုင်ငံတော်အဆင့်ကြေကွဲဝန်ထမ်းချင်းစာပနာအခမ်းအနားတွေကျင်းပသွားမယ်လို့လည်းသိရပါဗျာခင်ဗျာ။ကျွန်တော်ဇွဲတက်ပါ လာပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာပါ American ဒုတမရဟာကမလာဟဲရစ်ကတမရဂျိုးပိုင်တန်ကိုရွေးကောက်ပွဲထပ်မဝင်ဖို့အစောပိုင်းကလေးကတိုက်တွန်းပြောကြားခဲ့တင်သလားဆိုတာကိုပြန်သုံးသပ်မိတယ်လို့ BBC နဲ့အင်တာဗျူးတစ်ခုမှာပြောကြားလိုက်ပါတယ်။ဘိုင်ဒန်ဟာထရန့်နဲ့စကားဆက်ထိုးပွဲမှာအရေးမလားဖြစ်ခဲ့ပြီးတဲ့နောက်ဇွန်လမှာပြိုင်ပွဲကနှုတ်ထွက်ခဲ့ပြီး ဟယ်ရစ်ကဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ်အစားထိုးဝင်ရောက်ရှင်ပြိုင်ခဲ့ရပါတယ်။မဲဆွဲဖို့အချိန်၃လပဲရခဲ့တာကိုအစွဲပြုပြီးတော့ရပ်ပေါင်း၁၀၈လို့နာမည်ပေးထားတဲ့သူ့ရဲ့စာအုပ်အစ်မှာထပ်ရှင်ပြိုင်ဖို့ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ဟာတိုးတယောက်ရဲ့အတ္တဒါမှမဟုတ်ရည်မှန်းချက်အပေါ်မှာအခြေခံမခဲသင့်ဘူးလို့ဟယ်ရစ်ကဝေဖန်ရေးသားခဲ့ပါတယ်။ဘိုင်ဒန်ဟာစစ်တင်တာပဋိချုပ်တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိမှကိုစိုးရိမ်တာမဟုတ်ပဲအထူးသဖြင့် Trump နဲ့ရှင်ပြိုင်ရမယ့် င်မတန်ပင်ပန်းတဲ့မဲဆွယ်ပွဲထံကိုခန္ဓာရင်ရှိမှမဟုတ်ပါကိုစိုးရင်လာလို့သူကရှင်းပြခဲ့ပါတယ်။အဲ့ဒီတော့ငါသာသူကဝင်ပြောခဲ့ရင်သူကိုယ်တိုင်သမရနေရဝင်ပြန်ခြင်းလို့ကို့အကျိုးစီးပွားအတွက်ပြောတဲ့အထင်ခံမှဆိုတာကြောင့်ဖွင့်မပြောခဲ့တာလို့လည်းဝန်ခံခဲ့ပါတယ်။ဘိုင်တန်ရဲ့အနီးနားကလူတွေကသူ့ရဲ့ကျမရဲ့အခြေအနေယိုယွင်းလာတာကိုဖုံးကွယ်ထားခဲ့တယ်ဆိုတော့ဆွဆဲချက်တွေလည်းတခြားအစားအသောက်တွေမှာထွက်ပေါ်နေပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါဖီလာနဲ့ပွဲမှာရှုံးပွဲတွေ့ခဲ့ပေမဲ့အသင်းရဲ့ဆွမ်းဆောင်ရည်ပေါ်ကျင့်တဲ့ကြောင်းနီးပြကွာဒီယိုလာကပြောသွားပါဗျ။မန်စီးတီးဟာပွဲချိန်16မိနစ်မှာဒေါင်ကန်ဘောကနေတဆင့်ပေးလိုက်ရတဲ့ကက်ရှက်အသွင်းကိုကိုပြန်လည်ချစ်ပနိုင်ခြင်းမရှိတော့ဘဲအရေးနှင်းခဲ့ရတာပါ။အဲ့ဒီအသွင်းကိုမှမပေးသင့်တဲ့ဒေါင်ကန်ဘောကနေဂိုးပေးလိုက်ရတာလို့ဝေဖန်မှုတွေရှိပေမဲ့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ပေါ် စောရကတက်စရာမရှိဘဲပရီးမီးယားလီဂ်စီမိမိရောက်ရှိနေတဲ့ဆယ်နှစ်အတွင်းမှာဒိုင်လူကြီးတွေကိုလေးစားမှုအများကြီးထားရှိကြောင်းဂွာဒီယိုလာကပြောပါတယ်။ဂိုးတင်ခွင့်တွေရခဲ့ပေမဲ့အတုံးမချနိုင်ခဲ့လို့သာရှုံးလင်းခဲ့ရတာဖြစ်ပြီးလာမယ့်ပွဲစဉ်တွေမှာတိုးတက်မှုရှိလာမှာဖြစ်ကြောင်းပရီးမီးယားလီဂ်ကခရစ်ရှေကြီးဖြစ်တဲ့အတွက်ရှုံးပွဲကနေသင်ခန်းစာယူပြီးရှေ့ဆက်သွားဖို့လိုအပ်ကြောင်းဂွာဒီယိုလာကဆက်ပြောသွားခဲ့ပါတယ်ခင်ဗျာ။ DVB ရုံမြင့်တန်းကြားရဲ့နေ့လယ်၂နာရီသတင်းလေးကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းလေးကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ